မင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်။ဒီဇိုင်းပရိသတ်များအားလုံးကိုကျွန်တော်တို့ရဲ့ Design Sport မြန်မာ Channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မနက်ခင်းမှာလည်းဒီဇိုင်းကပရိသတ်တွေအတွက် United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့မှာပရမအဝိဆုံးအနေနဲ့ကျွန်တော်ပြပြပေးသွားခြင်းတဲ့သတင်းအကြောင်းအရာကတော့စန်ချိုရဲ့အနာဂတ်ကိုတပတ်အတွင်းမှာဆုံးဖြတ်ရမယ့် Chelsea ဆိုတဲ့အသင်းကိုပြပြပေးသွားကြပါမယ်။ Chelsea ရဲ့နေပြ Enzo Maresca ကအသင်းအနေနဲ့ Manchester United ကနေအငားနဲ့လာပြီးကစားနေတဲ့ JL Sancho ရဲ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ပြောလာပါတယ်။တရက်နေရဲ့ကျယ်ဝင်းရ Real Betis ကို4-1နဲ့အနိုင်ရခဲ့တဲ့ Europa Conference League ဘောလုံးပွဲမှာအထင်ကြီးပွဲရခြေစွမ်းနေပြသခဲ့ပြီးတော့ဒုတိယပိုင်းမှာတရင်ထွက်အနိုင်သေးချာစီမဲ့တတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ JL Sancho ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့မေးမြန်းခံရတဲ့အချိန်မှာ Maresca ကကျွန်တော်မသိဘူး ခမန်းတနောပြီးခဲ့တဲ့ဘက်တွေတော့ဟာမတူညီတဲ့ကစားသမားတွေရဲ့အကြောင်းမီးတော့အဲ့ဒါကိုပြောခဲ့ပြီးသားပါကျွန်တော်ဒီတိုင်းမဲ့အများရန်ပြောနေမှာပါဘာလို့ဒီလိုမျိုးပြောရလဲဆိုရဲအကြောင်းကိုမင်းတို့အဲ့ဒါကအမှန်တရားဖြစ်နေလို့ပါဒါပေမဲ့အခုချိန်မှာဂျီနန်မမဟုတ်ဘူးဘယ်ကစားသမားရဲ့အကြောင်းကိုမှတွင်းနေတာတွေဆုံးဖြတ်နေရတယ်မရှိပါဘူးလို့တုံ့ပြန်ခဲ့ပါတယ် စံကျွေးရဲ့ငန်းစာချုပ်ထဲမှာထန်ဆောင်ပေးချေမှုပေါင်၅တန်းပါဝင်နဲ့ပေါင်တန်း20နဲ့အပိသက်ခေါ်ယူခွင့်ပါဝင်နေပြီးတော့ဒီချက်ကချက်စည်းနေနဲ့ပရီးမီးယားလိမတ်ပေးစရာရဲ့အဆင့်ဆက်လေးနေရာရဲ့အထက်မှာပြီးဆုံးမယ်ဆိုရင်တော့အသက်ဝင်လာမှာဖြစ်တာကြောင့်အဆင့်လေးနေရာနဲ့ရာသီပြီးဆုံးခဲ့ပြီဖြစ်လို့အသက်ဝင်နေပြီလို့တော့မှပြောလို့ရပါတယ်။ဒါပေမဲ့လည်းမာရကာကစံကျွေးရဲ့အပိသက်ပြောင်းရွှေ့ခြင်းရဲ့ပါဝင်ဘယ်ပြောင်းရွှေ့အကြောင်းကိုမှမပြောခဲ့ပေနဲ့လက်ရှိမှာတော့ယူရိုပါကွန်ဖရင့်လိပလာကို ရရှိခဲ့ပြီးဖြစ်တာကြောင့်မို့လို့မကြမီရပိုင်းထွေမှာပဲစတင်ပြောဆိုလာမယ်လို့လည်းယူဆရပါတယ်။နွေရသည်ပြောင်းရွှေ့ဈေးကွက်ကတော့ဇွန်လ၁ရက်နေ့မှာစတင်ဖွင့်သွားမှာဖြစ်ပြီးတော့ချက်စည်းနေနဲ့ကလကပဗလာမတိုင်ခင်ရသည်အထိကတော့ခေါ်သွားမဲ့လူစင်းကိုအပြီးသက်ဆုံးဖြတ်ရတော့မှာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့ Bruno Fernandes ဟာအသင်းအတွက်အလွန်အရေးပါတဲ့သူဖြစ်တဲ့အကြောင်းကို Amorim ကတော့ပြောလာခဲ့ပါပြီ။ United ရဲ့နေပြား Amorim ဟာဆိုရင်အသင်းမှာအနာဂတ်လှုပ်ခတ်နေတဲ့အသင်းရဲ့ကောင်းဆောင် Fernandes ဟာအသင်းအတွက်အလွန်အရေးပါတဲ့သူတစ်ယောက်ဖြစ်တဲ့အကြောင်းကိုပြောခဲ့ပါတယ်။ Portuguese ကွင်းလယ်ကစားသမား Bruno Fernandes ကယူဘန်လီဘိုလူဘဲမှာ Sporting ကိုရှောင်းနေပြီးတဲ့နောက် Manchester United အသင်းအနေနဲ့ဒါမဲ့နေရာဒီမှာရမုံငွေရှာဖွေဖို့အတွက် သူ့ကိုရောင်းချနိုင်တယ်ဆိုတဲ့အကြောင်းကိုဖွင့်ရခဲ့တာကြောင့်အမဝင်ကဒီလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း Sorry Club A လာတင်ကအသက်30ရွယ်ဂရူနိုဖာနဲ့တက်ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးတော့မြန်မာနဲ့ပြောင်းရွှေ့ချင်းမြန်မာနဲ့လာစားနဲ့ကဲလန်းသွားဖို့အတွက်အသိရှိနေပါပြီ။သို့တော်လည်း United ရဲ့နေပြအမဝင်ကဖာနဲ့တက်ဟာအသင်းအတွက်အလွန်ရေးပါတဲ့သူဖြစ်ကြောင်းကိုပြောခဲ့ပါတယ်။အမဝင်ကဂရူနိုဖာနဲ့တက်ကကျွန်တော်တို့အတွက်အရေးပါတဲ့ကစားသမားပါ။ ဒီသင်းကိုတိဆောက်ရမှာသူအားရေးအကြီးဆုံးကစားသမားဖြစ်တယ်လို့ပြောခဲ့ပါတယ်။တာပြင်မော်ရင်က United သင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့လည်းဥရောပပြိုင်ပွဲဝင်ခွင့်မရတဲ့အတွက်ကစားသမားများကြီးမလို့ကြောင်းနဲ့ဗနာရေးကအတူညီမှုစည်းမျဉ်းနေရကစားသမားများစွာခေါ်ယူမှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်ရှင်။နောက်ထပ်တမုန်းအနေနဲ့ကတော့အန်တိုနီကိုအပိသက်ခေါ်ယူဖို့အတွက်ကြိုးပမ်းသွားမယ်လို့ဘက်တီရဲ့ဥက္ကဋ္ဌကပြောကြားလာတယ်ဆိုတဲ့အကြောင်းကိုလည်းဝင်ပြပေးသားကြပါတယ်။ဘက်တီသင်းရဲ့ဥက္ကဋ္ဌအန်ဂျေဟာရိုက United ကနေရန်ကားခေါ်ယူထားတယ်။ ရာဇီတာမန်တိုက်စီကစားသမားအန်တိုနီကိုအပြစ်သက်ခေါ်ယူသွားဖို့အတွက်ကြိုးပမ်းသွားမယ်လို့ပြောလာခဲ့ပါတယ်။အသက်25နှစ်ရွယ်အန်တိုနီယာပြီးခဲ့တဲ့ဇန်နဝါရီလကမှယူနိုက်တက်ကနေဘက်ဒီအသင်းစီကိုရာဇီဝံ9နဲ့လာရောက်ကစားခဲ့တဲ့သူပါ။သူကဘက်ဒီအသင်းမှာခြေစွမ်းနေပြခဲ့ပြီးတော့ပြိုင်ပွဲစုံ26ပွဲမှာကိုကိုအသင်းမီခိုးပန်တီမှုအနေနဲ့9ချိန်ပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်သူ့ကိုခေါ်ယူဖို့အတွက်ရောမန်တိုက်တန်အသင်းများစွာကစိတ်ဝင်စားနေကြပြီးတော့ဗတ်တီတင်ဘက်ကလည်းအပြစ်သက်ခေါ်ယူနေပါတယ်။ဗတ်တီဥက္ကဋ္ဌဖြစ်တဲ့ အန်ဂျယ်ဟာရိုကတော့ဗတ်တိကအန်တိုနီကိုအပြီးသက်ခေါ်ယူဖို့အတွက်ကြိုးပမ်းနေပါတယ်။ဒါကလွယ်ကူတဲ့အရာတော့မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒီနေ့တဲ့သင်ကတော့အန်တိုနီကိုဒီနူယာတီမာပဲအပြီးသက်ရောင်းထုတ်ခြင်းနေပြီးတော့ပြောင်းရွှေ့တီကိုပေါင်45သန်းဝန်းကျင်အထိအလိုရှိနေပါတယ်ရှင်။နောက်ဆုံးနေ့ကတော့ကစားသမားတချို့ကိုနီးပြတန်ဟန်ရဲ့လီဗာကူစင်တန်ကိုရောင်းထုတ်ဖို့အတွက် ရွတ်တဲ့အတင်းစီစဉ်နေဆိုတဲ့အကြောင်းအရာကိုပြောပြရင်းနဲ့နှုတ်ဆက်သွားကြပါမယ်။ရွတ်တဲ့တင်ကတော့အတင်းရဲ့ကစားသမားတချို့ကိုလီဗာကူးစင်အတင်းထံကိုရှော့စေးရည်နဲ့ရောင်းထုတ်လိုက်ဖို့အတွက်အစီအစဉ်ပလန်ရေးဆဲနေပါတယ်။ရရှိဖွဲ့စည်းထားတဲ့ United အတင်းရဲ့ပွဲထွက်ကစားသမားအများစုကိုနီးပြတန်က United ကိုသူတောင်းဝင်ယူခွင့်ရတဲ့အချိန်ကာလအပိုင်းခြားတွင်းမှာပဲခေါ်ယူခဲ့တာဖြစ်ပြီးတော့ဒီကစားသမားတွေကို United ကပြန်လည်ရောင်းထုတ်ချင်နေပါပြီ။လီဗာကူးစင်အတင်းရဲ့နီးပြအသေးဖြစ်လာခဲ့တဲ့တန်ကလည်း သူရဲ့တပည့်အောင်တချို့ကို United ထံကနေပြီးတော့ Leverkusen စီကိုခေါ်ယူခြင်းနေပြီးတော့ United ဘက်ကအပြစ်တရောင်ထုတ်တဲ့လုပ်ငန်းစဉ်ကိုဆောင်ရွက်ဖို့အဆင်မပြေဘူးဆိုရင်ပထမအဆင့်အနေနဲ့အငားချဖို့အတွက်စိတ်ကူးနေပါတယ် United နီးပြားမော်ရီယန်ဆိုရင်တော့သူခေါ်ယူခြင်းနေတဲ့ကစားသမားတွေကိုကန့်လန့်နိုင်ဖို့အတွက်ပထမအဆင့်အနေနဲ့သူအသုံးမပြုတော့တဲ့ကစားသမားတွေကိုအရင်ရောင်းထုတ်ရမှာဖြစ်ပြီးနီးပြားတန်ကာ United အတွက်ခေါ်ယူထားတဲ့ကိုသမအိုနနာပါဝင် အန်တိုနီဝိုင်လန်ဇက်စီးတို့ကိုအမော်ရင်ကရောင်းထုတ်ခြင်းနေပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့ရဲ့သတင်းကြောင်းရပြဆက်မှုကတော့ဒီမှာပဲပြီးဆုံးပါပြီ။လမ်းစင်ပြီးခဲ့တဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဒီစားပရိသတ်များအားလုံးနေ့အတွက်မှာရွှေခွက်နဲ့ငွေတွေပြည့်မှခိုင်နေကြပါစေရှင်။